ဘယ်လိုဘယ်လိုတတ်တာဘယ်လိုတတ်လဲပြောဘယ်လိုတတ်လိုက်ပါဘူးဟောဘယ်လိုတတ်လို့တမလောင်ကမသိပါဘူးလေငါ့ကိုသူတို့တတ်တာငါ့ဘယ်လိုတတ်လို့တမလောင်ကမသိဘူးဒီပြမုတ်လုံးပါလေခလေးတွေကဒါလေးတွေဒါဒီမရဲ့ကြံရှိခဲ့တဲ့ခလေးလေးရောက်ပါတော့ဒီခလေးလေးဆိုလို့ရှိရင်အငယ်ဆုံးလေးဒါလေးရဲ့သူ့သမီးလေးပေါ့နော်ဒါလေးပေါ့နော်ဒါလေးရဲ့ကလေးရဲ့ချစ်စရာလေး ပနာပါတယ်သူတို့အရန်ခတ်ခဲပင်မဆင်းရဲခဲ့တဲ့အချိန်မှာတော့မှကိုယ့်ကိုယ်သက်တေရမျိုးမရှိခဲ့ဘူးပေါ့နော်အခုကတော့သူတို့အဆင်ပြေလာတဲ့အနေဓာရှိတယ်ဒါကတော့သူ့ရဲ့မိဘတွေပါရှင်အဖေအလုံးဝမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေ။မြမခုတင်ဆက်ပေးမယ့် video လေးကတော့ဥမာနိုင်ငံမှာဖြစ်သွားတဲ့မြမအင်ကိုမျိုးသမီးတယောက်ကမြမနိုင်ငံကိုပြန်မှုရက်လဲပြေးနေပြီရှင့်။သူကရက်လဲပြေးလို့ပြန်ခါလဲနီးနေခါကြမှာဒီလက်မှတ်တွေလည်းဖြတ်ပြီးခါကြမှာသူကကိုကိုကိုတက်တည်သွားရတယ်ရှင့်။ ီဗီယိုလေးနဲ့ပတ်သက်ပြီးတော့သူ့ကိုယ်သူတက်သေးတာလားဘာကြောင့်မလို့တော့သူကတက်သေးတာလဲဆိုပြီးတော့ပြောပြထားတဲ့ဗီယိုလေးပဲဖြစ်ပါတယ်ရှင့်သူကသူ့မျိုးရိစီမှာဝင်ပူးပြီးတော့ပြောထားသေးတယ်ရှင့်သူကသူ့ကိုယ်သူတက်သေးတာမဟုတ်ဘဲနဲ့သူကတက်ခံရတာလေနော်ဘယ်သူတွေတက်တယ်ဆိုတော့သူလည်းမသိဘူးရဲ့ရှင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများသူငါရဲ့အမြင်ကလည်းနော်သူ့ကိုယ်သူတက်သေးသွားတယ်ဆိုတာဘယ်လိုမှမယုံကြည်နိုင်ကြဘူးဆိုတာဖြစ်နေကြတယ်ရှင့်ဒီဗီယိုလေးထဲမှာဆိုရင်တော့အကြောင်းအရာပြည့်စုံပါပါတယ်ကြီးရှုတဲ့သူတွေနင်းနင်းလည်းတိထားလို့ရအောင်လို့ဒီဗီယိုလေးကိုပြန်လည်ဝင်ပြန်လိုက်ရှင်ဖြစ်ပါတယ်ရှင့် ီမားတဲ့တူတူဗီဒီယိုလေးဆုံးဖြတ်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်တော့တော့ကကိုကို suicide လုပ်သွားတယ်ဆိုတော့မက်ဆွေစင်မြင်ကိစ္စကကျမကလေအဲ့ဒီ source ကိုကျမလိုက်နေတယ်ဒါပေမဲ့ကျမတတိယကလည်းကုညီပြီးတော့လုတ်ပေးတယ်တရင်ကကျမတို့ရတဲ့တရင်ကဘယ်လိုတရင်ရလဲဆိုတော့က ဲ့ဒီသေတန်းစာကိုကျမတို့ဖတ်ကြည့်ရယ်ဖတ်ကြည့်တော့မက်ဆွေစင် မြင့်ကတကယ်ပဲပေါ့နော်ကိုကိုကိုတက်သေးသွားတဲ့လက္ခဏာတွေနဲ့အာတေဆုံးသွားတဲ့ဆိုတဲ့သေတန်းစာပေါ့နော်အဲ့ဒါကိုပဲတတိယဖတ်လို့ရတယ်ပေါ့ပြီးတော့ကျမတို့တတိယနေ့မှာတစ်ဆင့်ပေါ့နော်ဒီမဆွေစင်မြင့်တတိယတွေကိုသူဆက်သွယ်ပြီးတယ်ဒါပေမဲ့သူတို့ဘက်ကပြန်ပြီးတော့ပေါ့နော်ဖုန်းကင်ချင်းစာပြန်ချင်းလုံးဝ မပြုတ်လောက်ခဲ့ဘူးပေါ့နော်မပြုတ်လောက်ခဲ့ဘူးနောက်တစ်ခုကကျတော့ကာယကံရှင်မိဘတွေကလည်းသူတို့ကကျတော့ဒီသူတို့သမီးလေးတိတ်ဆုံးသွားတဲ့အတွက်သူတို့ရဲ့ဆွေမျိုးတိတ်ဆုံးသွားတဲ့အတွက်သူ့နာမည်ကိုကျတော့မတ်ဆွေစင်မြင့်ကိုမတ်ပုတ်ဤလို့ခေါ်ကြတယ်သူတို့နေတဲ့နေရာလေးစားတော့ဒီရန်ကုန်တိုင်းလဲကူးမြို့နယ်ဖောင်ကြီးအရှိကြီးရွာအုပ်စုပန်းတကုံး သုံးရက်ကွက်လို့ပြောတယ်ဒါသူ့အမေကိုယ်တိုင်ကျမကိုဆက်သွယ်လာခဲ့တယ်ပေါ့နော်ဆရာမရေကူညီပေးပါအောင်ဆိုတော့ကျမတနိုင်တလောက်ကူညီပေးလို့ရတော့အမကတကယ်တည်ဆုံးသွားပြီလားဆိုတဲ့အကြောင်းကိုအတည်ပြုပေးတာရေနောက်တစ်ခုကကြတော့ဘယ်လိုပုံစံနဲ့တည်လဲဆိုတော့ကျမလိုက်ပြီးတော့ကြည့်ပင်မဲ့လေဘယ်လိုပုံစံနဲ့တည်ဆုံးလဲဆိုတာကိုကျမတို့အတိအကျကြီးပေါ့နော်ဟိုပြောပြလို့မရဘူးပေါ့မသိတာပေါ့နော်ပြောပြလို့မရဘူးဆိုတော့မသိတာပေါ့နော်တတိယလည်းပြောတယ်သူတရဝင်းဘယ်လိုပြောမလဲ တရားဝင်ဒီတေဆန်းစာထွက်လာတော့တေဆန်းဆိုတေတေဆုံးချောင်းပေါ့နော်တို့မြန်မာပြည်မှာဆိုတေဆုံးချောင်းထွက်လာတော့တကယ်ကိုသူ့ကိုယ်သူတက်တည်သွားတဲ့လက္ခဏာအမှန်နဲ့တေဆုံးသွားပါတယ်ဆိုတဲ့အကြောင်းတေဆန်းစာထွက်သွားတေသွားတယ်ဆိုတာလည်းတကယ်အမှန်ပဲပေါ့နော်အာတချို့ကျတော့ရှောက်ပြောရလေးပျောက်ဆုံးသွားတယ်ဖတ်ချုပ်ထားရပါတော့အလက်ကားပါနော်နောက်တစ်ခုကကျတော့လေသူ့မိဘတွေပြောပုံအရာတော့ သူ့ရဲ့အမျိုးသားကလေဒီအမရဲ့မတ်ဆွေစင်မြင့်ရဲ့အမျိုးသားကလေနောက်ထပ်မိန်းမတယောက်နဲ့ဖောက်ပြန်နေဆိုတာလုံးဝမဟုတ်ပါဘူးသူတို့တွေကအရင်တော့ခက်ခဲကြမ်းတမ်းပင်မန်းမော်နော်အကျွေးလာတောင်းအရှိမအော်ဟေးအဲ့လိုမျိုးစူဆဲဆိုတဲ့ဘဝကနေပဲသူတို့ဒီအိုမန်နိုင်ငံကိုသူတို့ထွက်ခဲ့ရတယ်ပေါ့နော် ပြီးတော့အချင်းမပါဘူးအရှင်တိုက်ရိုက်ထွက်ခဲ့ရတယ်။အရှင်တိုက်ရိုက်ကလည်းသူကသူ့ရဲ့တငယ်ချင်းရဲ့ဒီသူတို့ရွက်ွက်ထဲမှာပဲရှိရတဲ့တငယ်ချင်းကသူ့အလုရှင်တထေးရဲ့တငယ်ချင်းအိမ်ကိုသူကအပ်ပေးခဲ့ရလို့ပြောတယ်။အရှင်တထေးတွေကလည်းသဘောကောင်းတယ်လို့ပြောတယ်။အရှင်တထေးတွေကလည်းသဘောကောင်းတယ်ပေါ့နော်။အဲနောက်တစ်ခုကကျတော့သူက၁၇ရက် 17ရက်နေ့ဆိုတာ12ရက်နေ့ဆိုတာပဲအဲ့ဒီမနက်ခင်းမှာပေါ့နော်ကျမတောင်းတေချာလေးတော့17ရက်12ရက်တခြားမသိဘူးပေါ့နော်သူပြန်มาကြတော့သူကဘနေ့မှမလိုတော့ဘူးပေါ့နော်3-4ရက်ပဲလိုတော့ပြန်ရတော့မှဆိုတော့ဝမ်းတာနေတယ်ပေါ့နော်ဝမ်းတာပြီးတော့သူ့အမေကအဲ့ဒီရတော့ဖုန်းမကင်လိုက်ရဘူးတဲ့သူ့အမေကဖုန်းမကင်လိုက်ရတော့သူ့အာ ညီမညီမဆိုလားအမဆိုလားပဲအဲ့ဒီအမနဲ့စကားပြောတယ်ပေါ့ငါပြန်လာရတော့မယ်ပေါ့နော်ဆိုပြီးတော့ဝမ်းသာအားနဲ့ပြောပြီးတော့ညနေလောက်လေးကြာကြာသူ့အမေကသူ့သမီးကိုဖုန်းခေါ်တယ်တဲ့ဖုန်းခေါ်လို့လုံးဝမရတော့ဘူးပေါ့အဆက်အသွယ်လုံးဝမရတော့ဘူးမနက်ခင်းထိအဆက်အသွယ်ရသေးရဲ့တေဆုံးမဲ့မနက်ခင်း7ရက်နေ့ထင်းနေ7ရက်နေ့မနက်ခင်းထိသူတို့အဆက်အသွယ်ရတယ်7ရက်နေ့ညနေထိကြာတော့သူအဆက်အသွယ်မရတော့ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့သူ့ရဲ့ဒီအမရဲ့ ကယ်ပဲเนาะကိုကိုကိုတက်တည်သွားလာသူများလောက်ကြံလိုက်တာလားဆိုတော့မသိရအောင်เนาะခလေးလေးတွေလည်းရှိတယ်ဆိုတော့တနာဆရာပဲရှင့်လေးတွေကဒါလေးတွေတခြား fiber မှာအဲ့လိုမျိုးလေးမတင်တတ်လို့သိလားဒါဒီမရဲ့ကြံရှိခဲ့တဲ့ကလေးလေးယောက်ပေါ့နော်ဒီကလေးလေးဆိုလို့ရှိရင်အငယ်ဆုံးလေးဒါလေးရဲ့သူ့သမီးလေးပေါ့နော်သားလေးပေါ့နော်ဒါလေးရဲ့ကလေးရဲ့ချစ်စရာလေး ပနာပါတယ်သူတို့အရန်ခက်ခဲပင်မဆင်းရဲခဲ့တဲ့အချိန်မှာတော့မှကိုယ့်ကိုယ်တက်တည်တာမျိုးမရှိခဲ့ဘူးပေါ့နော်အခုကတော့သူတို့အစဉ်ပြေလာတဲ့အနေဓာရှိတယ်ဒါကတော့သူ့ရဲ့မိဘတွေပါရှင်အဖေအမေတွေပါသူ့ဖေအမေတွေရဲ့ခွင့်ပြုချက်နဲ့ကျမဒီတဲ့ရင်တင်ပေးတာပါသူ့အဖေအမေတွေကိုယ်တိုင်ကျမကိုစိတ်မကောင်းဘူးပေါ့နော်သူ့သမီးရဲ့တည်င်းတွေကိုပေါ့နော်သူတို့ကတော့ဒီတတိယရှည်ရနေပြီးတော့ ယောကြီးတွေကျွန်တော်တို့ကတော့ကုညီပေးတာတော့ကဲဟုတ်သွားပြီဒီအမားတေသွားပြီမက်ဆွေစင်မြင့်ကတေသွားပြီဒါပေမဲ့အာဒီလုပ်ငန်းဝင်မှာတေဆုံးသွားတဲ့အတွက်ကြောင့်မလို့တချို့ဆိုကျွန်တော်တို့ဆိုလို့ရှိရင် insurance ရှိတယ်လीနော်အာကလေးတွေကိုယောကြီးပေးရတယ် insurance အဲ့ဒါမျိုးရှိမလားဆိုကြည့်တော့သူကယုံနဲ့လောက်ထားတာမဟုတ်ဘူး insurance တိုက်ရိုက်လောက်ထားပြတဲ့အတွက်ယောကြီးမရဘူးဗောနော်ကျွန်မတတိယကတော့ယောကြီးတောင်းပေးဖို့သူကဖုန်းဆက်တာဒီလားပြောရမယ်ဆိုရင်တတိယကိုလည်းကျေးဇူးအများကြီးတင်ပြီးအားနာရပါတယ်အဲ့တော့ ဒီအမေတွေအဖေတွေကတော့တို့ကတော့သူတို့သမီးဆုံးဆုံးသွားတဲ့အတွက်ကြောင့်မို့တို့ရော်ကြီးလည်းမလိုချင်ဘူးဒါပေမဲ့တို့ကရုပ်လောင်းသူကြည့်ချင်တယ်ဓာတ်ပုံကြည့်ချင်တယ်ပေါ့နော်ဒီအိုမန်နိုင်ငံရဲ့ lawyer ကလည်းဒီလိုမျိုးတည်ဆုံထားတဲ့သူတွေရဲ့ဓာတ်ပုံတွေကို social media မှာဖျက်ခွင့်လည်းမရှိဘူးပို့ခွင့်လည်းမရှိဘူးနောက်တစ်ခါပြောရင်လုံးဝဓာတ်ပုံရိုက်ခွင့်မရှိဘူးเนาะဒါသူတို့ရဲ့ lawyer ပါเนาะအဲ့တော့ကျမတို့ကဒါကြီးကိုတော့ကူညီပေးလို့မရအောင်ဒါပေမဲ့တည်ဆုံတာဟုတ်လားမဟုတ်လားဆီယမ်မာလေးရဲ့တီးပြုတ်ပေးပါဆိုတော့ တည်ဆုံးတာတကယ်အမှန်ပါရဲ့ရှင်ကျွန်မတို့လည်းစိတ်မကောင်းတော်တော်မှစိတ်မကောင်းဒါပေမဲ့ပြောချင်ရတဲ့ပြောချင်တဲ့အဓိကအကြောင်းရင်းက line ပေါ်မှာဒီအမရဲ့အမျိုးသမီးကအမျိုးသားကဖောက်ပြန်လို့နော်ကိုကိုတက်တည်သွားပါတယ်ဆိုရက်သတင်းဖြန့်တဲ့သူကဘယ်သူမှန်းတော့ကျွန်မမသိဘူးဒါပေမဲ့ရှင်တို့ကိုကျင်းစာတရားထားပါမြမလူမျိုးချင်းချင်းကိုကျင်းစာတရားထားပါနောက်ပြီးတော့သူ့ယောက်ျားကလည်းဖောက်ပြန်တာမဟုတ်ဘူး နော်သူယောက်ျားကိုယ်တိုင်လည်းစကားပြောရတယ်သူယောက်ျားလည်းဖောက်ပြန်တာမဟုတ်ဘူးသူတို့တွေထိုင်းမှာအလုတ်ဝင်လုပ်ဖို့ဒီအမကထိုင်းကိုပြန်လာမယ်ပြန်လာပြီးသူ့အမျိုးသားနဲ့သူအလုတ်ဝင်လုပ်မယ်ဆိုပြီးတော့တိုင်ပင်ထားပြီးပျော်ရွှင်နေကြတာပေါ့နော်ကျမဆိုလို့ရတဲ့တတိတည်းလို့လည်းကျမပြောတာမဟုတ်ဘူးနော်သူကသူပဲအဖို့ပါလို့ပဲတည်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့မျိုးဒါပေမဲ့ရှင်တို့တွေ లై မွန်မှာသူ့မိဘစိတ်မကောင်းဖြစ်အောင်လို့ပေါ့နော်အော်ပောက်ကွေရီရှောက်ပြောပြီးတော့ లై မွန်မှာမတင်ဖို့မแชร์ဖို့ အာဒီချက်ဒီဗီဒီယိုနဲ့မြစ်တိုင်ရခိုင်အတာပါဘာဖြစ်လို့လဲဆိုတော့မြန်မာအချင်းချင်းမကူညီဘူးဆိုလို့ရှိရင်တော့မှเนาะသူများကိုတေးသွားပြီးတဲ့သူကိုနာမည်ဖြတ်တာရို့เนาะအာတေးသွားပြီးတဲ့သူကိုမကောင်းတာပြောတာရို့အဲ့လိုမျိုးတွေမလုပ်ဖို့မြစ်တိုင်ရခိုင်ချင်တာပါရှင်ပြီးတော့ဒီအကြောင်းကလေကိုရီးယားသူများနိုင်ငံမှာလုံးလုံးဝရဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုဘကမှန်ရင်လည်းနောက်ဆုံးအနေနဲ့ဘာမှဆက်လုပ်လို့မရတော့တဲ့အနေအထားမျိုးတွေရှိရတဲ့ကိုမြန်မာချင်းချင်းဖေးမကြပါလို့ကျွန်မပြောချင်ပါတယ်နော်ဒါမိဘတွေဘက်ကလည်းတနာလို့ပေါ့နော်သူတို့ကလည်းဆရာမရဲ့ကျွန်မစိတ်ထဲမှာမကောင်းလိုက်တာပေါ့နော်သူကအဲ့လိုမျိုးပြောတယ်ကျွန်မလည်းဝမ်းနေပါတယ်ပြောရင်းနဲ့စကားပြောရင်းနဲ့စိတ်မကောင်းဘူးနော်အဲ့တော့ပြောချင်တာကတော့ကျမအနေကျမရဲ့အတွေ့အရတော့ပေါ့နော်သူတက်တည်တာမဖြစ်နိုင်ဘူးပေါ့နော်ကျမတော့အဲ့လိုပဲတွေးရတယ်ပေါ့ကျမတိုင်ကျမညံမိတဲ့လောက်ပေါ့နော် သူ့ကိုယ်သူတက်တည်တာလုံးဝမဖြစ်နိုင်ဘူးကျွန်တော်တို့ထင်နေရှင်တို့ဘလို့ထင်လဲတော့မသိဘူးပေါ့နော်အဲ့တော့ပြောချင်တယ်ဆိုလို့ရှင်အဲ့ဒီ line ပေါ်မှာတင်ထားပြီးရဲ့ဘယ်သူမှန်းတော့မသိဘူးဖြစ်နိုင်လို့ရှင်မိသားစုတွေဝမ်းနဲ့ပူစင်နေတဲ့အဲ့ဒီ video လေးကိုပြန်ဖြတ်ပေးဖို့မြင်တိုက်ရခံပါရှင် ဒီဦးမမရောက်နေတယ်နော်မဆွေစင်မြင့်ကသူကဒီအလုတ်ကနေထွက်ပြီးတော့ပြန်ရတော့ဖို့ကရက်ပိုင်းလေးပဲလို့တော့ဒါကိုသူ့ကိုယ်သူတက်တည်သွားတယ်ဆိုပြီးတော့သူကတိတ်ဆုံးသွားခဲ့ရတာရှင်ဒီကိစ္စကတကယ်မှန်မှန်တော့မသိဘူးနော်ဒါပေမဲ့နောက်ထပ် view file လေးမှာကတော့မဆွေစင်မြင့်ကသူကအသက်ခံရတာပါဆိုပြီးတော့ဝင်ပူးပြီးတော့ပြောထားတဲ့ view file လေးကိုလည်းစက်ကြည့်လိုက်ရအောင်နော် ဘလူဘလူတက်လိုက်ဘလူတက်လိုက်ပြောဘလူတက်လိုက်ပါလားဟောဘလူတက်လို့တမန်တော်ကမသိပါဘူးဟောသူတို့တက်တာဟောဘလူတက်လို့တမန်တော်ကမသိဘူးဒီပြမဟုတ်လို့ပါဘူးမနိုင်ငံမှာအိမ်ကူဖြစ်သွားရောက်လုကင်နေတဲ့မတ်ဆွေစင်မြင့်ဆိုတဲ့မြန်မာအမျိုးသမီးတူပြီးခဲ့တဲ့ရက်ပိုင်းကတီးဆုံးသွားပါတယ်သူကမြန်မာနိုင်ငံကိုမကြခင် ပြန်လာဖို့စီစဉ်နေပြီးလင်းရင်လက်မှတ်တောင်ဖြတ်ထားပြီးပြီလို့သိရပါတယ် ငါပြဘလို့ငါတဖို့နေပြည်ပြီးပြီးတော့အသေးသက်တာသူမြင်တွေ့ကြရတဲ့ရွတ်တန်ဖိုင်ကတော့အဲ့ဒီမက်ဆွေစင်မြင့်တည်ဆုံမှုနဲ့ဆက်ဆက်နေပြီးသူကမြန်မာနိုင်ငံကမိသားစုဝင်တွေရှိတဲ့နေရာမှာဝင်ပိုးပြီးသူအတက်ခံရကြောင်းအတိပေးခဲ့တာလို့အဲ့ဒီရွတ်တန်ဖိုင်ကဆိုထားပါတယ်

ညနေ3နာရီခွဲလောက်ကစူးစိုက်လုပ်ခဲ့တာလို့ဖော်ပြထားပါတယ်။မတ်ဆွေစင်မြင့်ဟာမြန်မာနိုင်ငံမှာအမျိုးသားနဲ့တာသမီ3ဦးကျန်နေခဲ့တယ်လို့သိရပြီးသူ့ရဲ့တည်ဆုံးမှုကအူမန်နိုင်ငံရောက်မြန်မာလူသားအတိုင်းဝိုင်းကြားမှာလည်းညှဉ်းခုံမှုတွေကိုဖြစ်စေခဲ့ပါတယ်။အိမ်ပြန်မှုရက်ပြည့်နေပြီးလေရင်လက်မှတ်လေးဖြတ်ထားပြီးတဲ့အချိန်မှာသူကအခုကူကူတက်စီသွားတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆကြသူတွေရှိနေပါတယ်။မကျေနပ်လို့ရအောင်ပြောလေအဲ့ဒါမှလုံးကြပါလေအဲ့ဒါဖြစ်ကြပါအောင်ပြောမှာအောင်ပြောမှာကတော့လို့ရမှာဟုတ်လား အဲ့ဒါမှဘာကြီးကိုဘာကြီးကိုသူလောက်ကြတာဒီကုန်ပြောပြနေမှာအိမ်မတွန်းချတာမသိလိုက်ဘူးဒီဗျူလေးကတော့ ဦးမရောက်နေတဲ့မြန်မာနိုင်ငံကအမျိုးသမီးမဆွေစီမင်းကမြန်မာနိုင်ငံကိုပြန်မှုရက်ပိုင်းမဲ့လို့တော့တာလောက်ရက်ကလည်းပြည်နေပြီဒါကြောင့်မလို့သူကအိမ်ပြန်ဖို့ရက်ကိုလည်းတော့တတ်မှတ်ပြီးတော့လေလက်မှတ်တွေလည်းဖြတ်ပြီးပြီတဲ့ရှင့်ခုလိုလေလက်မှတ်တွေကိုဖြတ်ပြီးခါကြမှာသူကသူ့ကိုယ်သူတက်တည်သွားတယ်လို့သိရတယ်ရှင့်ဒီလိုကိုကိုတက်တည်သွားတာနဲ့ပတ်သက်ပြီးတော့အများမြင်မှာလည်းသူ့ကိုယ်သူတက်တည်တယ်ဆိုတာဘလို့မှမယုံကြည်နိုင်ပဲနဲ့တရားရက်ကလောက်ကြံနေတယ်လို့ထင်နေကြတာရှင့်ဒီလိုထင်တာနဲ့ပတ်သက်ပြီးတော့သူကမြန်မာနိုင်ငံမှာရှိတဲ့အမျိုးတွေစီမှာဝင်ပြီးပြီးတော့သူကအသက်ခံရတာသူ့ကို ိုဘယ်လိုတက်လဲဆိုတာတော့သူလည်းမသိဘူးရဲ့ရှင့်မတရားအနိုင်ကျင့်ပြီးတော့เนาะဒီလိုမျိုးလောက်ခံရတာပါဆိုပြီးတော့ ဝင်ဘူးပြီးတော့ကိုပြောပြထားတာရှင့်ကိုမန်တန်ရန်ကသူတေဆုံးသွားပြီးမှစေးသေးချဲ့ရဲထွက်လာတဲ့အဖြေကတော့သူ့ကိုယ်သူအဆုံးစီရင်သွားတာဆိုပြီးတော့ထွက်နေရဲ့ရှင့်ဒါပေမဲ့တချို့တွေကတော့ဘလို့မှမယုံကြည်နိုင်ကြဘူးရှင့်သူ့မှာကယောက်ျားတော့ကလေးဆိုလဲ၄ယောက်တောင်မှရှိရဲ့ပဲရှင့်အရင်တော့ဘောကကြီးကအရန်ကမှခက်ခဲကြမ်းတမ်းပြီးတော့အစင်မပြေဘူးเนาะအဲ့လိုအစင်မပြေနေတဲ့အချိန်မှာတော့မသူကဒီလိုမျိုးသူ့ကိုယ်သူเนาะအဆုံးစီရင်မှုဘယ်တော့မှမတွေးခဲ့ဘူးရှင့်မလုပ်လည်းမလုပ်ခဲ့ဘူးเนาะဒါကိုအခုလိုသူများနိုင်ငံမှာအလုံးလုပ်ပြီးတော့ အလုတ်ရက်လဲပြည့်လို့ပတ်စံနေလဲရပြီနော်ဒီအချိန်မှာသူကမြန်မာနိုင်ငံကိုပြန်တော့မယ်လို့စဉ်းစားပြီးခါကြမှာသူကိုယ်သူတက်တည်သွားတယ်ဆိုပြီးတော့ထွက်ပေါ်လာတာရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးအများသူငါရဲ့အမြင်ကလည်းနော်သူကိုယ်သူတက်တည်သွားတယ်ဆိုတာဘယ်လိုမှမယုံကြည်နိုင်ကြဘူးဆိုတာဖြစ်နေကြတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဗဟုတုတတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်ကြည့်ရှုတဲ့သူတွေရဲ့အမြင်လေးတွေကိုလည်း comment လေးတွေမှာရေးပြီးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်